ားလုံးပဲမင်္ဂလာပါ Man U Channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ option အနေနဲ့တက်လာတဲ့ကိုညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးရထားတဲ့သတင်းလေးရှိပါတယ်ဒီသတင်းကိုကျွန်တော်တို့ပရိသတ်တွေကတကယ်ကိုမျော်လေးစောင့်စားနေတာကြာပြီဆိုတော့နောက်ဆုံးတော့လေ United အသစ်ကိုတင်ဝင်ရောက်ရှိလာခဲ့ပြီပေါ့ဗျာဒါက9နိုင်ခွေးကျော်လုံးမှာတက်လာတဲ့သတင်းပေါ့ဆွေးနွေးကြအောင်စာသမားတို့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမလုပ်ခင်မှာဆိုရင်ပြီးခဲ့တဲ့ဒီ9နိုင်လောက်မှာဆိုရင်ကျွန်တော်ဗီဒီယိုတစ်ခုတင်ထားတာရှိပါတယ် မေဇာအောင်နေတဲ့အတင်းနဲ့စီစီမှုပြတဲ့နဲ့တရင်ဝင်အော်ဖီကောညာကိုခေါ်ဦးတော့မေဆိုတာနိုင်ပိုင်းလုံးမှာထုတ်ပေါ်လာမေဆိုတာကျွန်တော်တည်ပေးခဲ့တယ်အခုဆိုရင်ယူနေတဲ့အတင်းနဲ့တရင်ဝင်အော်ဖီဖြစ်ပါပြီစာသမားတွေဆိုတော့ကစားသမားဖြစ်သူရဲ့အခြေအနေကိုကြည့်ရလို့ချင်းမက်ရှစ်ဇာအောင်နေတဲ့အတင်းကပေါ့ဗျာဘူပါအတန်ဒီတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့မတိရဲ့ကိုညာကိုတရင်ဝင်အော်ဖီခေါ်ယူနိုင်ခဲ့ပြီဆိုပြီးတော့ကျွန်တော်တို့ဖော်ပြလာတယ်ဒီကစားသမားဖြစ်သူကို ခေါ်ရတဲ့နေတာတခုက၅နှစ်ထက်တိုးတစ်နှစ်ပေါ့ဗျာ 6နှစ်အထိနဲ့ကျွန်တော်တို့ခေါ်ယူနိုင်ခဲ့တာဖြစ်တဲ့ကစားသမားဖြစ်သူကနိုင်ငံတကာပွဲစဉ်အပြီးမှာသူရဲ့ပြည်ဝင်ခွင့်ဗီဇာပေါ့ဗျာဇာရွက်ဇာတဲ့ကိစ္စတဲ့အဲ့ဒါတွေမဲ့ဖို့တင်ကြီးအပြီးမှာယူနိုက်တက်အသင်းနဲ့ပူးပေါင်းတော့မယ်ဆိုပြီးတော့အက်တလန်တစ်ကနေကျွန်တော်တို့ပို့လို့လာတယ်ဆိုတော့နောက်ဆုံးတော့လဲမက်ရှစတာယူနိုက်တက်အသင်းနဲ့ကိုညာကတဝင်ဖြစ်တော့ခဲ့ပါပြီကျွန်တော်တို့အသင်းအတွက်လုံးဝကိုအရေးကြီးတဲ့နေရာတစ်ခုကိုအားပြနိုင်ခဲ့တဲ့ပုံစံမှာရှိနေတဲ့အတွက် တကယ့်ကိုကျွန်တော်တို့ပြည်သက်တဲ့ဖို့ကတော့ဝမ်းသာမိတယ်ဒီကစားသမားဖြစ်သူကနေဘတဲရိုပြီးလို့ရှိတောင်ပဲတဲ့အထူးသဖြင့်ဝေးဖက်တွေမှာကစားနိုင်တဲ့ပလေယာတယောက်ဖြစ်တယ်တိုက်စီဘိုင်းကိုလေလိုက်ပတ်မှုတွေမှာပေါ်အားတယ်မှုရှိတယ်ကစားသမားဖြစ်သူကဥပါရတဲ့အတင်းနဲ့ဒီရတီပရီးမီးယားလေးပွဲစဉ်30ကြော်ကစားတယ်15ကိုတွင်းပြီးတော့6ကိုတိသူဖယ်တီးထားတယ်ဒါကဒီရတီရှိသေးတယ်ပီဂရီရတီတွေမှာလည်းတကယ့်ကိုကောင်းမွန်တဲ့ရှင်တွေကသူပြားထားတယ် ။ဥပိုင်းနဲ့အသင်းနဲ့လည်းအမေရိကန်ဆိုအလုံးလုံးနဲ့တဲ့ပလေယာတယောက်ဖြစ်တယ်။ဆိုတော့မန်ချစ်စတာအုံနဲ့အသင်းကဒီကစားသမားဖြစ်သူကိုပြောင်းချွေခြင်းရော်ခြင်းအဖြစ်ပေါင်ရှောက်စင်းနေတဲ့သမား၅သန်းကျွန်တော်ပေးချေခဲ့ရတယ်အဲ့ဒီပေးချေခဲ့ရတဲ့ပြောင်းရွှေ့ခြင်းကလည်းတခါတည်းကျွန်တော်ဓာရေးပေးတာမဟုတ်ဘူးအခြေကျနနေခွေးပြီးကျွန်တော်ဆက်ရမှာအဲ့ဒီနနေမှာလည်း၃ကြိမ်ဒီဆက်ရမယ်ဆိုတော့ဒါကအသင်းအတွက်ကို အမေကယ်ဆုံး လုတ်ဆောင်နိုင်ခဲ့တဲ့အနေအထားတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်။သာသမာဖြစ်သူကိုမေဆာအောင်နည်းနည်းသင်ကအခက်အခဲမရှိပထမဦးစားပေးနေရာဒီအပြောင်းရွှေ့အတွက်ကိုရောက်လာခဲ့ပြီးကစားသမာဖြစ်သူကိုလာစားအနေနဲ့ပေါင်3300ကနေ2300တိ United သင်ကပေးရှိဖို့ရှိနေတယ်။ကစားသမာဖြစ်သူခြေစဲ quality ကောင်းရင်ကောင်းသလောက် United သင်ကထည့်ပြီးတော့လည်းပေးဖို့လည်းကျွန်တော်တိထားရတယ်ဆိုတော့ဒါကောင်းတဲ့အနေအထားတစ်ခုပေါ့ဗျာ။3300ကနေ2300ဆိုတော့မဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ ျွန်တော်ပြိသက်တွေအနေနဲ့ကတော့အများကြီးမျောလင်းထားလို့မရဘူး။ဘာဖြစ်လို့ဆိုတော့ United အသင်းကို ရောက်လာတဲ့ကစားသမားတိုင်းပလေယာတိုင်းကလုံးဝကောင်းနေလို့ပြောလို့မရဘူး။အခုအက်ဒိုနီဆဲလို့ကျွန်တော်ပုံသက်တရားကျွန်တော်ပေးထားခဲ့ရတယ်။ပြီးလို့ချင်းကြီးတဲ့ဆဲချိုစားတဲ့ကစားသမားတွေတောက်ထက်လေးရှိသေးတယ်။ဆိုတော့အသင်းကိုရောက်လာတဲ့ပလေယာတိုင်းကလစာများတဲ့ကစားသမားတွေရှင်းစဲပြတဲ့အနေနဲ့တခုမှ United အသင်းကအားကိုးနိုင်လောက်တဲ့ performance ကျွန်တော်မပြထားဘူး။ ဒါလည်းပဲကျွန်တော်အန်တိုနီဆန်ဒူတို့ကအသင်းရဲ့ဘုံဖွင့်ဝင်တဲ့အတုံးမကြလို့ကျွန်တော်ဒီမတဲမတရားပေးခဲ့ရတဲ့ပြောင်းဖြည့်စီလို့ပြောလို့ရတယ်။ဒါပေမဲ့တကယ်တမ်းကြည့်ရလို့ချင်းကိုသင်းရဲ့ဒီလိုမျိုးဒီအပြောင်းရှင်နဲ့ပတ်သက်ပြီးတော့လုတ်တဲ့ဘုံဖွင့်ဝင်တဲ့ပြလို့ရှိရင်ကစားသမားခေါ်မှုဘိုက်တယ်မှာအရင်တုန်းကအားနေခဲ့တယ်။တူတော်ကြလေအခုအနေထားမှာဆိုရင်ပြောင်းချေချေပေါင်လျှောက်စင်းနေတဲ့သမား၅တဲ့ဒါကိုတစ်နှစ်အဲတုံးကြည့်ဒီကျွန်တော်ခွေးဆက်ရမယ်။အဆို ဆိုတော့ကိုသိန်းကားပါဗျာလွဲနေတဲ့ကစားသမားတယောက်တော့ရောက်ရှိလာပြီဒါပေမဲ့ကျွန်တော်ကတော့လည်းမျောလင်းမထားဘူးစာသမားတို့စဉ်းစားကြည့်ကျွန်တော်မယ်ဆောင်နေတဲ့အသင်းလူအဲ့နေတာကတောင်ပယ်တွေတိုက်စစ်တွေထက်ကိုအထောင်စစ်စစ်မှုတယောက်လိုတယ်အခု United အသင်းမှာထောင်တရားကစားတင်တဲ့ဇူဇွဲဆီစကီ Rashman Wai လဲနှစ်ယောက်လောက်ပဲရှိတယ်လက်ရှိမှာ Rashman Wai လဲကဒီရသည်တကီးကိုတိုက်ပဲ့နေတာအသင်းကရောက်ထုတ်ဖို့ပလီယာတွေမှာကစားသမားတွေထဲမှာသူပါတယ်ဆိုတော့ဒါကိုကြည့်ရလို့ရှိကိုသိမှာကပေါ့ဗျာ နောက်ထပ်တယောက်ကမဖြစ်မနေခေါ်ရမှာအာဒီလိုနေတာတခုမှငါတို့ကကိုညာကိုခေါ်ယူပြီးပြီအာနောက်ရက်ဒီမှာငါတို့အမှန်ကဲတိုက်စီပြီးမှကျိုးပဲ့မယ်အဲ့လိုမျိုးမယူဆချင်ရှင်ဘူးဘာလို့ဆိုတော့လူအဲ့နေတဲ့နေရာတွေက အများကြီးကျွန်တော်တို့ရှိနေတယ်အထူးသဖြင့်နောက်ခက်ဆက်ရပဲကိုေးလေနေပတဲကတော့တယောက်ရပြီးစားပါတော့ကိုညာနဲ့ကနေပတဲတို့မှလည်းကစားနိုင်တယ်အာတောက်ပဲတိုက်စီတွေမှလည်းကစားနိုင်တယ်ဆိုတော့ဒီကစားသမားဖြစ်သူရဲ့အခြေအနေကအဖက်ဖက်ကကျွန်တော်တုံးဆွေးလို့ရတယ်တိုးတော့ညာလည်း ကျွန်တော်တို့မှာရောင်းထုံးမဲ့ကစားသမားတွေရှိတယ်ဟုတ်တယ်မလားအထူးသဖြင့်ကျွန်တော်စဉ်းစားလို့ချင်းဒီ market range ဘို့တို့ jeden sergio တို့ anthony sender တို့ malaysia တို့အငားရှားထားတဲ့ player တွေကို အမေကဲဆိုကျွန်တော်ရောင်းရှားနိုင်မှာကိုရပါကိုညာအနေနဲ့ united team ကိုရောက်ပြီဆိုရင်ကျွန်တော်ပဲတစ်စီကို western bowl လေးကျွန်တော်တီထားရတဲ့အတွက် range bowl ကတော့ဒီရသည် united အသင်းနဲ့ဆက်ရှိဖို့အလားလာမတွေ့ရတော့ဘူးတစ်ဖက်ပါလေကိုညာအနေနဲ့ကျွန်တော် မဲဆောင်နည်းနည်းတင်းကိုဒီမျိုးဗီဇာကိစ္စတွေပြီးလို့ရှိရင်အတင်းကိုရောက်ရှိလာတော့မှဖြစ်တဲ့အတွက်ဒီကစားသမားဖြစ်သူရဲ့ performance ကို United အတင်းမှာဘယ်လောက်ထိလုပ်ပြနိုင်မျိုးဆိုတာကျွန်တော်စောင့်ကြည့်ရမှာအခုလောလောဆယ်ကတော့အာဟူဘိုင်တန်အတင်းမှာတောက်လျှောက်ကိုရှေ့ဆန်းပြနေတဲ့ player ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတော့စာသမားတွေဒါကတော့ကျွန်တော်တို့ပြည်သက်တဲ့အတွက်ဝဲသက်စာတင်းကောင်းလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီတင်းကိုစောင့်နေတာတော်တော်ကြာခဲ့ပြီဘီရလော့ကွန်ညာက official ဖြစ်လာမလဲဖြစ်လာမလဲအခုဖြစ်တော့ခဲ့ပြီဆိုတော့ ညီကတို့အနေနဲ့အကိုညာနဲ့ပတ်သက်ပြီးတော့ဘလို့ယူဆထားကြလဲယူနိုက်တက်အသင်းကိုရောက်လာပြီဆိုရင်ကိုညာကခြေစက်အမေကန်ပြနိုင်မထင်လားအထူးသဖြင့်ကိုညာတယောက်ထင်းနဲ့ပြီးတော်တဲ့ကိစ္စတော့မဟုတ်ဘူးကိုအသင်းကဂျုံဂျုံကြနေတဲ့အနေထားတစ်ခုမှာကိုညာတယောက်ခေါ်လာပြီဆိုရင် အရာအလုံးပြီးစင်းတော့ပြီလို့အရာအလုံးကောင်းတော့ပြီလို့ထင်မဲ့လို့မရဘူးကစားသမားဖြစ်သူတွေကတက်တဲ့အသင်းကိုရောက်လာပြီဆိုရင် ကောင်းရှင်လဲကောင်းမင်းဆိုရှင်လဲဆိုမှာသို့တော်တော်ကပုံများနေတယ် ဆိုတော့ဘာမှတိတိကျပြောလို့မရသေးဘူးသို့တော်ညာလဲလက်ရှိဦးပါတဲ့အသေးမှလုပြနေတဲ့ခြေစွမ်းတွေကတကယ်ကိုကောင်းတဲ့ performance တွေပြထားတဲ့အတွက်ကစားသမားဖြစ်သူရဲ့အခြေအနေက United တဲ့အဝင်ငွေကြဖြစ်မလား PR တွေတင်ခြင်းဟုတ်တယ်မလားအဲ့လိုမျိုးပုံစံတွေကဒီကစားသမားစီမှာအမေကယ်ဆုံးကောင်းမွန်တဲ့ performance တစ်ခုနဲ့ကျွန်တော်တို့ဟိုအဆင်ပြေနိုင်ပါမလို့ဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာဆိုတော့စာသမားတွေဒါကမေဆာ United ရဲ့အသစ်နေနဲ့ ဥပါဒေသည်တရှိကစားသမားတယောက်ဖြစ်သည်မတည့်ရကုံညာကိုတရင်ဝင် office ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်ဆိုပြီးတော့ athletic ကနေပို့လို့လာတဲ့အခြေအနေတခုကျွန်တော်ဖော်ပြခဲ့တာဖြစ်ပါတယ်မကြမ်းရဲ့အခြေအနေတွေမှာတော့ကိုအသင်းဘက်ကလည်းကြီးညာဖို့ရှိနေတော့ဗျာဒါကလေးပဲ option ဖြစ်တဲ့အတွက်ကိုညာကမေဆာအောင်နေတဲ့အသင်းနဲ့ဒီစားကိစ္စတွေမှတ်မှုတွေချင်းကိစ္စတွေပြီးလို့ချင်းမေဆာအောင်နေတဲ့အသင်းနဲ့ပူးပေါင်းတော့မယ်ဆိုပြီးတော့တက်လာတဲ့ option တည်နေတာတခုကျွန်တော်ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ် အဲဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘလို့ရှင်နေရှိမလဲဒီကစားသမားကဘယ်လောက်ထိကောင်းမွန်မှုရှိမလဲဘယ်လောက်ထိကျွန်တော်တို့အားရကျင်တဲ့ဆရာ perform ပြနိုင်မလို့ဆိုတာညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုဒူဒီယောက်စီတဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ် Manchester United အတင်းနဲ့ရလာတဲ့တည်င်းတွေကိုလည်းဆက်သိုက်ဆိုလို့ကျွန်တော်တင်ပြဖို့ရှိတဲ့အတွက်ဒီ channel လေးကို subscribe လေးမလို့ရသေး subscribe လေးနဲ့ထပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ